တောင်းရလာမှမြင်တော့ဗာ The Run and Fee Show ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ဘာဘူးတင်းရဲ့နောက်ဆုံးရရှင်နေတဲ့အခြားစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအများအားတင်ဆက်ပေးနေတဲ့စီမင်ပါတော့ international break ပွဲစဉ်တွေကတော့ပြီးပြီပေါ့လေအဲဒီတိတ်မကြခင်မှာကျွန်တော် Premier League ပွဲစဉ်တွေကိုပြန်ကြည့်ရမယ်အဲဒီဘက်ကျွန်တော် Premier League ကတော့တကယ်ဒါအခါအသီးဆုံးပြိုင်ဘက်လို့ပြောမယ် Manchester United ကိုအိမ်ကွင်းမှာအိတ်ခံပြီးတော့ကစားရမယ် ဒီနေရာမှာကျွန်တော်တို့အသင်းမှာလည်းဒဏ်ရာပြဿနာတွေနဲ့နင်လာငါလာရင်ဆိုင်နေရခြင်းတစ်ဖက်က မန်ယူနိုက်တက်ကလည်းသူတို့ရဲ့လက်ရှိအကောင်းဆုံးပုံစံကိုစက်ပြီးတော့ထိန်းထားနိုင်မလားဆိုတာကိုလည်းကျွန်တော်စောင့်ကြည့်ရမှာပေါ့လေဆိုတော့ဒီ international break မှာကျွန်တော်တို့အဲ့ဒါလောဘူးအသင်းသားတွေအနေနဲ့ကသူတို့ရဲ့နိုင်ငံအသင်းလေးစီကို ပြန်ပြီးတော့ပူးပေါင်းပြီးတော့ကစားခဲ့တယ်အဲ့ဒီအပေါ်ကမှသူတို့နိုင်ငံအသင်းတွေနဲ့ပတ်သက်ပြီးသူတို့ဘလို့စွမ်းဆောင်ရည်မျိုးတွေပြခဲ့လေဒါတွေကိုကျွန်တော်တို့တစ်ချက်လောက်ပြန်ကြည့်ရအောင်ပေါ့လေဆိုတော့အရင်ဆုံးကျွန်တော် Dominic Sovereign ကစပြီးတော့ကြည့်ရမယ်ဆိုရင် Dominic Sovereign ကဒီ international break မှာ Hungary ရဲ့အတွက်ကိုနှစ်ပွဲကစားခဲ့တယ် ဲ့ဒီသူကစားခဲ့တဲ့နှစ်ပွဲလုံးမှာဆိုရင်ပထမပွဲဖြစ်တဲ့အာမေးနီးယားနဲ့ပွဲမှာဆိုရင်သူ man of the match ရခဲ့တယ်။ဒါပေမဲ့အဲ့ဒီပွဲစဉ်မှာသူကဂိုးဖန်တီးမှုတစ်ချိန်မှပြုတ်လုခဲ့ခြင်းမရှိသလိုသွင်းကိုတကူးမှလည်းသွင်းမိခဲ့ခြင်းမရှိဘူး။ဒါပေမဲ့အာမေးနီးယားကိုဟန်ဂရီက2-0ဆိုတဲ့ရလဒ်နဲ့နိုင်သွားတယ်။ဒါပြလို့ man of the match ရသွားလဲဆိုတော့အဲ့ဒီပွဲစဉ်ကိုကြီးခဲ့တဲ့သူကတော့ပို့ပြီးတော့တိမယ်လို့တော့ထင်တယ်။ဘာကြောင့်လဲဆိုတော့ ဘယ်လိုနေရာတွေမှာပိုကောင်းနေလို့ပြောပြရတာတီးတန့်ပြော highlight ထုတ်ပြီးပြောပြရဖို့အတွက်ခက်တယ်ဗျအဲ့ဒီ dominate ဆိုပုံစံကအဲ့ပွဲစီမှာဘာတွေကောင်းခဲ့လဲဆိုတော့ကိုတီးတန့် highlight ထုတ်ပြီးပြောပြဖို့အတွက်ကခက်တယ်ဒါပေမဲ့ဘာကောင်းခဲ့လဲလို့မင်း dominate ဆိုပုံစံကအဲ့ဒီပွဲစီမှာ tight set ကအစခံစစ်အစုံအကုန်လုံးကိုကောင်းတယ် tight set မှာလည်း dominate ဆိုပုံစံပါတယ်ကွင်းထဲမှာလည်းပါတယ်ခံစစ်မှာလည်းပါတယ်အဲဒီလိုမျိုးပြောရင်ကိုတို့ကစားသမားကိုကိုချီးကျူးပြီးတော့ပြောတယ်လို့လည်းဒါထင်ထင်ပါပေါ့လေဒါပေမဲ့ အဲ့ဒီဟန်ဂေရီနဲ့အာမေးနီးယားနဲ့ပွဲစဉ်ကိုကြီးခဲ့တဲ့သူတွေအကုန်လုံးသိတယ်ဒါပေမဲ့အာမေးနီးယားဘက်ကလည်းတစ်ခါတစ်ခါမှပြန်ပြီးတော့ဒါဘယ်လိုပြောလဲသူတို့ကောင်တာတိုက်စစ်တွေရှိရဒါကိုဒိုမီနိတ်ဆိုဘိုစလိုက်ဦးဆောင်တဲ့ကွင်းလယ်လောက်အနုံကအကောင်းဆုံးဟန်တာနိုင်ငံတကယ်သဘောကျဖို့ကောင်းတယ်ဗျအဲ့ဒီကဟန်ဂေရီရဲ့ကစားပုံကတော်တော်လေးမှိုက်ရဲ့ aggressive sign နဲ့ play style မျိုးရှိတယ်သူတို့မှာကတကယ်ဟို quick counter တွေတကယ်တော်တော်ကောင်းတဲ့ play style မျိုးရှိတယ်အဲ့ဒီအရာတွေကပဲ Hungary ရဲ့အနိုင်သုံးမှတ်ကိုရယူသွားနိုင်ခဲ့တယ်အဲ့အဲ့ညမှာ dominant suppose line ကတော့အကောင်းဆုံးကစားသမားစုကိုရခဲ့တယ်ဒုတိယပွဲဖြစ်တဲ့ညတော့ကကစားခဲ့တဲ့ Portuguese နဲ့ပွဲစဉ်မှာဆိုရင်လည်း dominant suppose line ကတကိုးသွင်းပြီးတော့တကိုးဖန်တီးတဲ့ဆိုတော့သူ့ရဲ့နောက်ထပ် quality ကိုထပ်ပြီးတော့ပြခဲ့ဆိုတော့ တကယ်ပြန်စင်းသားကြည့်မယ်ဆိုရင်ဗျာဒိုမီနက်ဆူဘူတိုင်းကဟန်ဂေရီနဲ့ညာတော့ကပေါ်တူဂီနဲ့ကစားခဲ့တဲ့ပွဲမှာအမှန်တကယ်တမ်းအများကြီးကိုကောင်းခဲ့တဲ့ကစားသမားဗျာဟန်ဂေရီလိုအသင်းနဲ့ပေါ်တူဂီလိုလက်ရှိလိုမျိုးဒါကမ္ဘာအကောင်းဆုံးကစားသမားတွေစုရောက်နေတဲ့အသင်းမှာကဘယ်နေရာကိုပဲရှင်ရှင်ရှင်လို့မရတဲ့အနေအထားမျိုးမှာရှိတယ်ဒါပေမဲ့တကယ်တမ်းပွဲတွင်းအချိန်မှာဟန်ဂေရီကတော့အရင်ဦးဆုံးဥဆောင်ကိုရခဲ့တယ် အဲအသိမကြငယ်အချိန်ဒီမှာပဲခရစ်စတီယာနိုကခြေပါကိုးနဲ့ပထမပိုင်းမိနစ်နာကျင်ချင်းပေါ်မှာဥဆောင်ကိုထပ်ပြီးတွင်းခဲ့တယ်ဆိုတော့ဒူဝမ်ဆိုတဲ့ရလတ်နဲ့ပေါ်တူဂီတို့ကပွဲကိုတောက်လျှောက်ဥဆောင်နဲ့ဒိုမီနစ်လှုပ်ထားတယ်ပွဲတစ်ပွဲလုံးကိုပေါ်တူဂီကစိုးမိုးထားတယ်တိုးမိမဲ့ကွင်းလယ်မှာကလက်ရှိပြပေါ်တူဂီရဲ့ကွင်းလယ်မှာကဗီတင်ဟာပြီးလို့ရှိရင်ဘရူနိုဖာနန်ဒက်ပြီးလို့ရှိရင်ဘာနာဒိုစီးပါတို့လိုမျိုးတကယ် quality player တွေကြီးပဲစုပြီးတော့ရောင်းနေတဲ့ကွင်းလယ်နဲ့ဒိုမီနစ်ဆိုဘိုစလိုက်ဥဆောင်နဲ့ ဘာမှမဟုတ်တဲ့လို့ဘာမှမဟုတ်ဘူးလို့တောင်ပြောလို့ရတယ်ကွင်းလည်နဲ့ရှင်ပြီးတော့ကစားတဲ့အနေအထားမျိုးမှာ dominate ဆိုလို့ဆိုရင်လုံအားလုံးတွေကအများကြီးကိုပေါ်နေတယ်တကယ်ကိုမှကောင်းခဲ့တယ်ဗျာပထမအလုံးတစ်လုံးဆိုရင်လည်း dominate ဆိုလို့ဆိုရင်ဒါ dominate ဆိုလို့ဆိုရင်အဆက်ကတစ်ဆင့်ဒါ slime က ပထမဦးဆုံးဥဆောင်ကိုတွင်းနေနောက်ထပ်နာကျင်အချိန်မှဒုတိယပိုင်းနာကျင်အချိန်မှဆိုရင်ဒုတိယပိုင်းမှဆိုရင် dominant solution ကသူ့ရဲ့ hungary အသင်းအတွက်ကိုတရေတမတ်ရနိုင်မယ်ဒါခြေပါကိုတကူတကယ်အဖိုးတန်ခြေပါကိုဗျာတကယ်ကောင်းတဲ့ခြေပါကိုအဲ့ဒီခြေပါကို dominant solution ကတွင်းပြခဲ့တယ်ဆိုတော့ dominant solution ကအကောင်းဆုံးလုပ်ပြခဲ့တယ်တိုးမြင်လည်း အဲ့ဒီပွဲစဉ်ရဲ့ man of the match ကိုတော့ Cristiano ကပဲထုံးစံတိုင်းရခဲ့တယ်။ဒါကလည်းအတွင်းကိုနှစ်ကိုအတွင်းခဲ့တဲ့အပေါ်မှာလည်းမူတည်တယ်။အဲပြီးလို့ရှိရင်လည်းအဲ့ဒီပွဲစဉ်မှာတကယ် Cristiano တကယ်ကောင်းခဲ့တယ်ဗျာ။ Dominate Sports Line နဲ့ရှင်ကြည့်မယ်ဆိုရင်တော့အဘလို့ပြောမလဲဗျာ။သူတို့ရဲ့ position တွေမတူတဲ့အတွက်အသင်းအတွက်အရေးပါတဲ့ပုံစံတွေလည်းသိပြီးတော့မတူခဲ့ဘူးအဲ့ဒါကြောင့်မလို့ dominate soul line ကဒါ rating ကနည်းနည်းလေးပဲကျော့တာဗျာ cristiano နဲ့နည်းနည်းလေးပဲကျော့ပြီးတော့ဒါသူ man of the match တော့မရခဲ့ဘူးဒါပေမဲ့ twin goal တကူနဲ့ goal ဖန်တီမှုတစ်ချိန်လောက်ခဲ့တယ်ဆိုတော့ ဒါက dominant support တိုင်းအတွက်ဒါတိုက်ပြီးတော့ထူးခြားတဲ့အရာတော့မဟုတ်ဘူးလေဒါပေမဲ့အရန်ကောင်းခဲ့တဲ့ dominant support တိုင်းဖြစ်တဲ့အသင်းကိုတကယ်ကပတိန်လက်ပတ်ကိုပတ်ပြီးတော့တကယ်ကောင်မှစွဲတင်နိုင်တဲ့အသင်းကိုဦးဆောင်နိုင်တဲ့အရေးချင်းမျိုးကို dominant support တိုင်းထပ်ပြီးတော့ပြခဲ့ဆိုတော့ဒီဘက်ကအသင်းကိုပြန်လာရင်ဒါတွေကဘာတွေအကျိုးသက်ရောက်မှုရှိကြလဲဆိုတော့အများကြီးတော့ဒါဘယ်လိုမျိုးလဲဗျာ ။ပုံမှန်ကဟန်ဂေရီမှာခြေစွမ်းပြလာရင်လဘဘူးမှာပြန်ပြီးတော့ခြေစွမ်းပြမယ်လို့တော့ကျွန်တော်တို့ဒိုက်ရိုက်တော့သတ်မှတ်လို့တော့မရဘူး။သို့ပေမဲ့တချို့နေရာတွေမှာယုံကြည်မှုလိုအပ်နေတဲ့နေရာတွေရှိတယ်။တချို့သားသမားတွေကဒီ twin core တွေဘူးဖန်တီးမှုနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုပျောက်ဆင်းနေတဲ့အရာတွေရှိတယ်။အဲဒီလိုသာမန်ရေကြောက်လဲနေရမရတဲ့ပုံကိုပတ်သက်ပြီးတော့ယုံကြည်မှုပျောက်ဆုံးနေတဲ့အရာရှိတယ်။အဲဒီအရာတွေပေါ်မှာပဲကျွန်တော်တို့အနေနဲ့ကအကောင်းဆုံးပြန်လာလိမ့်မယ်လို့ပဲကျွန်တော်မျှော်လင့်နေဒိုမိနစ်ဆိုတဲ့ဒိုမိနစ်ဆိုတဲ့ကလက်ရှိမှာဒီဘက်ကလည်းပွဲထောက်ခွင့်ပုံမှန်ရနေပြီတာကစားသမား အဲပြီးရင်လည်းသူအကောင်းဆုံးခြေစမ်းတွေကိုတောက်လျှောက်ပြနေတဲ့ကစားသမားအဲသူ့ကိုဒီဟာဒီမှာအာနစ်စတော့ကတိုက်စစ်သွားသုံးလိုက်ပြီးရင်ခန်းစင်းမှာသုံးလိုက်ကွင်းထဲမှာသုံးလိုက်နေရာဆုံးမှာနှံ့ပြီးတော့နှံ့အောင်သုံးထားတဲ့ကစားသမားဆိုတော့လက်ရှိတွင်ဝင်တဲ့ဆူဘူဆိုင်အတွက်ဘာမှတော့မလိုအပ်ဘူးလဘဘူးအသင်းကိုပြန်လာတဲ့ခါမှာသူ့ရဲ့စိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့ဘာကူမှထပ်ပြီးတော့ကောင်းလာဖို့ဘာမှမလိုအပ်နေဘူးဒါပေမဲ့လေတွင်ဝင်တဲ့ဆူဘူဆိုင်လဘဘူးအသင်းကိုပြန်လာတဲ့အခါကျလို့ရှိရင်သူလက်ရှိ ဒါဟန်ဂရီမှာပြခဲ့တဲ့ခြေစွမ်းအတိုင်းချက်ပြီးတော့ရလာလိမ့်မယ်လို့ကျွန်တော်မျှော်လင့်လို့ရတယ်ဒါကဟန်ဂရီမှာသူပြခဲ့တဲ့ခြေစွမ်းတွေပေါ်မူတည်ပြီးတော့လဘဘူးအသင်းစီပေါ်အကောင်းဆုံးအရာင်နဲ့ပြန်လာနိုင်ပါစေလို့ပဲကျွန်တော်တို့လဘဘူးကွင်းထဲမှာမျှော်လင့်ရမှာပဲဆိုတော့ဒုတိယနောက်ထပ်တစ်ယောက်ကတော့ဒါကဘူပေါ့လေကိုရီကဘူကိုရီကဘူကတော့ကျွန်တော်ကိုရီအကုန်လုံးသိတဲ့အတိုင်းလဘဘူးမှာဆိုရင်များ တောက်ချောက်ကုနာပိုင်းမှာဆိုဝေဖန်မှုတွေခံရတယ်ကိုရီကပူနဲ့ပတ်သက်လို့ရှိရင်ဒါကျွန်တော်တို့ကိုယ်တိုင်ကအစဗျာကျွန်တော်တို့ကိုယ်တိုင်ကအစတခထုတ်ပွဲစဉ်တွေမှာဆိုရင်အသင်းရဲ့လူစားမလဲတဲ့အာနက်ရှင်နယ်ကိုတော့ကျွန်တော်တို့အပြစ်တင်ခဲ့တာရှိတယ်ကိုရီကပူကတကယ်တမ်းလည်းဒါကျွန်တော်တို့ဘာမှမတောက်ချောက်ကူမှာဝီးဖြစ်တယ်ဗျာတော်တော်လေးကူမှာဆိုးတဲ့ခြေစွမ်းကိုပိုင်တယ်ဘာလို့အသင်းအတွက်နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲလုံးမှာကိုရီကပူဘာမှလုံးမပြနိုင်ခဲ့ဘူးဆိုးတဲ့အထက်မှာရှိတယ်ဗျာဒါချဲစင်းနဲ့ကစားခဲ့တဲ့ပွဲမှာသူသင်းကိုတကူရခဲ့တယ်ဆိုရင်လည်းအဲ့ဒီသင်းကိုကလည်းသူဘာမှလုံးမပြထားဘူးဆိုတော့ တကယ်တမ်းဟိုမှာကိုရီကပုတ်ကဝီးဖြစ်တယ်သူဒါဂါရတာစာရင်းနဲ့ပွဲစဉ်မှာရောပြီးလို့ရှိရင်လက်ရှိဒါနောက်ဆုံးကစားခဲ့တဲ့ချယ်ဆီနဲ့ပွဲစဉ်မှာလည်းသူဘာမှလုံးမပြနိုင်ဘူးဆိုတဲ့အထင်မှာပါတယ်ဒါပေမဲ့ကိုရီကပုတ်ကတကယ်တမ်းနယ်သာလန်အသင်းကိုသူရောက်သွားတဲ့အချိန်မှာသူ့ရဲ့ပုံစံကလုံးဝဒါလီဗာပူးကကိုရီကပုတ်မဟုတ်ဘဲနဲ့နယ်သာလန်မှာကျွန်တော်တို့ဟိုးအချိန်တုန်းက PSV မှာတွေ့ခဲ့ရတဲ့ကိုရီကပုတ်လိုမျိုးကိုကျွန်တော်ပြန်တွေ့ခဲ့ရတယ်ဆိုတော့အဲ့ဒီပွဲစဉ်မှာကိုရီကပုတ်ကတကယ်ကောင်းတယ်ဗျာတကယ်တောက်ရမ်းကောင်းခဲ့တဲ့အထင်မှာကိုရီကပုတ်ပါခဲ့တယ် ပထမဦးဆုံးပွဲစဉ်မှာဆိုရင်ဒါ Netherlands နဲ့ Meta နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်နှစ်ဂိုးသွင်းပြီးတော့တဂိုးဖန်တီးပေးခဲ့တယ်။အဲ့ဒီပွဲစဉ်မှာဆိုရင် Netherlands အသင်းရဲ့အကောင်းဆုံးကစားသမားအဲ့ဒီပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကိုကိုရီကပူကရခဲ့။ဆိုတော့ဒါအသွင်းကိုအဲ့ဒီတုန်းကတော့ Meta အသင်းကို4-0ဆိုတဲ့ရလာနဲ့ဂိုးပြတ်နိုင်ခဲ့တာဗောလေ။ဆိုတော့အဲ့ဒီပွဲစဉ်မှာကိုရီကပူအရန်ကောင်းတယ်ဗျ။ကောင်းတာမှဖိန်းချုပ်လို့မရတဲ့အထစ်ကိုကောင်းတာ။သူရဲ့ပုံမှန်အတိုင်း cut and size လုပ်ပြီးတော့လှမ်းပြီးတော့ကန်တဲ့အရာတွေကလုံးဝတိကျနေရောဗျ။ တော့ကျွန်တော်တို့လိုပါဘူးအသင်းမှာမမြင်ရတဲ့ကိုရီကပူအမှမြင်ရတယ်တော့ကျွန်တော်တို့လိုပါဘူးအသင်းကိုပြန်လာတဲ့ခါကျရင်ကိုရီကပူကဒီအချိန်နေနဲ့အဲသူအဲ့ဒီအချိန်မှာလဲသူပြောထားတာရှိတယ်အဲသူအဲ့ဒီပွဲပြီးမှလဲလိုပါဘူးကိုဒီပုံစံအတိုင်းပဲသူပြန်ကျင်တယ်လိုပါဘူးကိုသူအတက်နိုင်ဆုံးကူညီကျင်တယ်လက်ရှိခြေစွမ်းအတိုင်းပဲလိုပါဘူးမှလဲထပ်ပြီးကူညီကျင်တယ်လို့သူပြောထားတယ်ဆိုတော့သူရဲ့ mentality အရာလက်ရှိမှာကိုရီကပူကအမြင့်ဆုံးကိုရောက်နေတာဗျာ နှစ်ပွဲကစားပြီးတော့သူကပထမဦးဆုံးဒါမက်တာနဲ့ပွဲမှာဆိုရင်လည်းနှစ်ကိုးအတွင်းတကိုးဖန်တီးလို့ဆိုတဲ့အခြေအနေမျိုးကိုပိုင်းခဲ့တယ်ဒုတိယပွဲဖြစ်တဲ့ဖင်လန်နဲ့ပွဲမှာဆိုရင်လည်းသူတကိုးအတွင်းနဲ့ဆိုတဲ့အခြေအနေမျိုးကိုသူဖန်တီးနိုင်ခဲ့တယ်ဆိုတော့နှစ်ပွဲကစားပြီးတော့သုံးကိုးအတွင်းပြီးတကိုးဖန်တီးပေးနိုင်တယ်ဆိုတဲ့အနေအထားမျိုးကိုကိုရီကပူလုတ်ပြနိုင်ခဲ့တယ်ဆိုတော့ကိုရီလက်ပူကပူရဲ့လက်ရှိအခြေအနေမှာကသူ့ရဲ့ mentality ကထိတ်ဆုံးမှအမြင့်ဆုံးကိုရောက်နေတာဗျာ အဲ့လိုမျိုးဖြစ်တဲ့တော့တပါဘူးအတင်းကိုပြန်လာပြီဆိုရင်သူရဲ့အကောင်းမှုဆုံးပုံစံတွေနဲ့ပြန်လာနိုင်မယ်လို့ကျွန်တော်တို့အများကြီးမျှော်လင့်လို့ရတယ်။ကိုရီကပိုကလက်ရှိမှာသူတပါဘူးအတင်းစီမှာသူလိုအပ်နေရရှိအဲ့ဒါကသူ့ရဲ့ယုံကြည်ချက်တွေလိုအပ်နေတယ်။သူ့ရဲ့ confidence တွေလိုအပ်နေတယ်။အသင်းမှာသူရဲတင်းတင်းပို့ပြီးတော့ကစားဖို့အတွက်လိုအပ်နေတယ်လို့သူ့ရဲ့ individual skill တွေပို့ပြီးတော့ကောင်းလာဖို့လိုအပ်တယ်။ ်သူလုံးလိုက်တဲ့ shoot င်မှန်တယ်များကလည်းတိကျနေဖို့လိုအပ်တယ်။ Netherlands အင်းမှာသူ shoot င်တွေလုံးပြခဲ့တယ်လို့မျိုး shoot င်တွေကံပြခဲ့တယ်လို့မျိုးဒါ Liverpool အင်းမှာလည်းသူအဲ့လိုမျိုး shoot င်တွေကိုလုံးပြဖို့လိုအပ်တယ်။အတူတူများဒီယာနီမှာသူ့ရဲ့နောက်တန်းခံစားကသူတွဲကစားနေကြတာဒါကပြီးခဲ့တဲ့ဒါဒီကသူတွဲကစားနေတဲ့ robot နဲ့ကစားနေရတာမဟုတ်ဘူး။အဲ့လိုမျိုး Robertson နဲ့တွဲကစားနေရတဲ့ပုံစံမျိုးမဟုတ်တဲ့အချိန်မျိုးမီလုကကကလည်းအထူးသဖြင့် attacking ကိုအရန်လိုက်တဲ့ကံတမဖြစ်တယ် အဲ့ဒီပြင်ကမှာကိုရီကပ်ဘုတ်ကလည်း attacking ကိုလိုက်လာတဲ့ကစားသမားနဲ့သူနဲ့တွဲဆော့တဲ့ညမှာတော်တော်လေးကိုတိုင်ပတ်တာကိုတွေ့ရတယ်။သူကသူ့ရဲ့ကာချာအတိုင်းပြသူက cut and side လုပ်မယ် short in လုပ်မယ်ဒီလိုမျိုးပဲသူလုပ်ချင်တဲ့ကစားသမားအဲ့ဒီနေရာမျိုးမှာမီလိုကကကတွဲတွဲပါလာတော့သူပေးရမှလား short in လုပ်ရမှလားသူ့ရဲ့ decision ကအကောင်းကောင်းမချနိုင်ဘူးအဲ့ဒီအပေါ်မှာလည်းပြန်ဘောလုံးကိုခဏခဏပြတ်ဒါကြောင့်မလို့ကိုရီကပ်ဘုတ်ကျွန်တော်တို့ down shot ကိုဝီးဖြစ်နေတဲ့ပုံစံကိုတွေ့ရတာဆိုတော့ဒီလိုမျိုးအနေအထားမျိုးမှာလက်ရှိနယ်သာလန်မှာအကောင်းဆုံးနေပြန်လုပ်ပြနိုင်ခဲ့တဲ့အတွက်သူ့အနေနဲ့ လီဗာပူးအသင်းစီကိုအကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်မလားအဲသူတပင်းသူအမြဲတမ်းမန်ယူနိုက်တက်နဲ့တွေ့လို့ရှင်ဗျာအမြဲတမ်းလိုလိုဒါဂိုးရလက်ကောင်းတက်တဲ့ကိုရီကပိုအနေနဲ့ကောင်ဒီအချိန်မန်ယူနိုက်တက်နဲ့ပွဲစဉ်မှာသူ twin ကိုဖြန်ပြီးပေးနိုင်မလားဒါကိုကျွန်တော်စောင့်ကြည့်ရမှာဘူးလို့ဆိုတော့ကိုရီကပိုရဲ့ခြေစွမ်းကတော့ကျွန်တော်တကယ်ကိုမှအန်အောစရာကောင်းတော့အောင်ပဲလီဗာပူးအသင်းက ိုရီကပိုနဲ့မတူဘဲနဲ့နက်သလန်မှာအရန်ကောင်းခဲ့တဲ့ကိုရီကပိုကိုကျွန်တော်တွေးခဲ့ရတယ်ဆိုတော့ကိုရီကပိုအနေနဲ့ဒါဘာလို့သင်းစီကိုပြန်လာပြီဆိုရင်တော့အကောင်းမှုဆုံးပုံစံနဲ့ပြန်လာပါစီလို့ပဲကျွန်တော်တို့စုတောင်းရမှာပဲဆိုတော့အကောင်းမှုဆုံးပုံစံနဲ့ပြန်လာလိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်တယ်ဆိုတော့ဒီကိုရီကပိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က Man United နဲ့ပွဲစဉ်မှာဘယ်လောက်ပြောင်းသူလုပ်ပြမလဲနက်သလန်အသင်းနဲ့ ကစားသလိုမျိုးသူဘယ်လောက်တိအောင်စွမ်းဆောင်ပြနိုင်မလဲကျွန်တော်တို့ဒါကြီးစောင့်ကြည့်ရမှာပေါ့လေဆိုတော့ကျွန်တော်ကိုရီကောကိုရီကပုန်နဲ့တဝင်းနေဆိုတိုင်းရဲ့နိုင်ငံတကာပွဲစဉ်တွေမှာပြခဲ့တဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲကျွန်တော်ဆွေးနွေးကြပါအောင်ကျွန်တော်လည်း like subscribe လုပ်ပေးကြပါအောင်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျ